အားလုံးသောမိတ်ဆွေများမင်္ဂလာပါခင်ဗျာနော်ဆရာငယ်မိတ်ဆွေတို့အားလုံးကာယဒုက္ခစိတ်ဒုက္ခနဗျာသောဒုက္ခနဲ့ပြည့်စုံကြပါစေလို့ဆရာကဥစွာပထမဆုမွန်ကောင်းတောင်းလိုက်ပါတယ်အားလုံးသောခုနှစ်ရသားခုနှစ်ရသားသမီးတို့အားလုံးဒီနေ့ဒီချိန်ဒီနာရီကစပြီးတော့တက်နေတကူလက်ဝေဖြိုးခဲ့သူစီးစိမ်ဥစ္စာများတိုးပွားပြီးတဲ့အခါမကောင်းသောပြီးမကောင်းသောရံမကောင်းသောအန္တရာယ်အနောက်ရှက်တိုက်ခိုက်ကျင်းလို့ဒုက္ခိတ္တံတို့အတ္တံတို့အယောဂကံတို့ဆိုသောကတိသုံးပါးကနေကျင်းဝေးကြပါစေကြောင်းဆရာကမေတ္တာပို့ဆုတောင်း ပေးလိုက်ပါတယ်ခင်ဗျာเนาะဒီနေ့ဆရာကအဲ2025ခုနှစ်ခုနလပိုင်းအတွင်းမှာအဲမနေ့ကတော့ဆရာကဟောဇဒန်မနေ့ရှိရက်တွေကတော့ဟောဇဒန်ကြီးရဲ့အဲတနင်္ဂနွေရက်တနင်္လာရက်ဆိုပြီးတော့နှစ်နေသားကိုတော့ဆရာကတင်ပြီးသွားပါပြီအခုဆရာဒီနေ့ကနည်းနည်းဒီနေ့က29ရက်ကဖြစ်နေပြီဆိုတော့အဲဆရာလာကုန်အထိကိုဆရာအဲခေါ်လိုက်လို့ရှိရင်မိတ်ဆွေတချို့နေသားတွေကနောက်ကျသွားမှဖြစ်တယ်လို့ဆရာက လိုက်လွှင့်ပြီးလိုက်တာပါပြီးတော့ဆရာလိုက်မလွှင့်မပြင်းကြလည်းနဲ့ကြာပြီဆိုတော့เนาะကောင်းပြီဆိုတော့ဆရာဒီနေ့ကစပြီးအင်္ဂါကစပြီးတော့စနေတိကိုဆရာဟောပြမှာဖြစ်တဲ့အတွက်ဆရာကိုဘယ်ကနေကြည်နေတာလဲဘာနေသားလေးပါလဲမှန်ပြပါအောင်ခင်ဗျာဆရာကြီးလောက်တက်တဲ့ဂျာဇာပရီတွေလည်းစာရအောင်เนาะကဂျာဇာပရီသားမိတ်ဆွေတွေအားလုံးအဆက်ဆက်ရရဒီ2025ခုနှစ်ခုနှစ်လပိုင်းအတွင်းမှာဆရာကတလဆာဟောကြားပြီးမှာဖြစ်တဲ့အတွက် ဂျာဇာပရိသသမီးမိတ်ဆွေတွေအားလုံးဆက်ဆက်အယယအောင်မြင်တိုးတက်လို့ယေဒနာစင်ကြောက်ဇေတောက်တိုင်းကစားနိုင်ကြပါစီအကြောင်းဆရာကမေတ္တာပို့ဆုတောင်းထောပနာဒီကနေ့လှိုက်လိုက်လေလေဒီပြုတာရင်းနဲ့ဒီ2025ခုနှစ်ခန္လာပိုင်းတွင်မှာဇူလိုင်လတွင်မှာဂျာဇာပရိသသမီးမိတ်ဆွေတို့ဘာကိုဖြစ်ဖြစ်ကိုကိုကိုစိတ်တိုင်းမကြဖြစ်နေတတ်တော်လားငါတိတက်ပို့လုံနိုင်ရမှာငါတိတက်ပို့ပြီးကြိုးစားခဲ့လိုက်ရမှာဆိုတာမျိုးကိုကိုတိုင်းဖြစ်တည်နေတဲ့လက်ရှိဘဝကိုအားမရနေတာမျိုး ရောင်ရဲတင့်တယ်လို့မရှိတာမျိုးတိတက်ပို့ပြီးတော့စွမ်းဆောင်ခြင်းနေတာမျိုးငါတိတက်ပို့ပြီးတော့ကြိုးစားခဲ့ရမှာဆိုတာမျိုးထက်ကြိမ်တလဲလဲအားမရခြင်းကိုကိုကိုယုံကြည်မှုတွေအဲ မရှိခြင်းကိုကိုကို computer နေပျောက်ဆုံးနေတတ်တော့လာဖြစ်တဲ့တူပါမိတ်ဆွေတို့အနေနဲ့အဲကြာစာပိသားမိတ်ဆွေတွေဒီလာတာတော့ဒီမှာမိတ်ဆွေတို့ရဲ့ကံကိုကဘာကိုဖြစ်ဖြစ်စိတ်တိုင်းမကြခြင်းအားမရခြင်းမျိုးလေးတွေအလုပ်တစ်ခုခုကိုနှစ်ခါပြန်လုပ်ရတာမျိုးခရီးတစ်ခုကိုနှစ်ခါပြန်သွားရတာမျိုးလေးတွေ repeat ထက်ကြိမ်ထက်ကြိမ်လုပ်ရတတ်တော့လာဖြစ်တဲ့အတဲအတွက်ကြောင့်မိတ်ဆွေတို့အနေနဲ့ဘာကိုဖြစ်ဖြစ်စိတ်ချတိခံလမ်းကြောင်းမှန်ဆိုတဲ့စကပုံလေးကိုသာမိတ်ဆွေတို့အတွက်ကျင့်သုံးထားတာကအကောင်းဆုံးဖြစ်ပါလိမ့်မယ်ခင်ဗျာကောင်းပြီကျမ်းပါ ဓမ္မရင်နဲ့ပတ်သက်လာတဲ့အခါကျစာပရိသတ်သမီးမိတ်ဆွေတွေကဒီလာတာတော်တွင်မှာအစာရင်နဲ့ပတ်သက်တာမျိုးလေးတွေစီးနဲ့ပတ်သက်တာမျိုးလေးတွေမှာတတိထားဆင်ခြင်ပေးရလိုအပ်ပါတယ်အထူးသဖြင့်အစာမားတာမျိုးလေးတွေဝမ်းပြောက်ဝမ်းလျှောတာမျိုးလေးတွေဖျားတက်တော်လာဖြစ်တဲ့အတွက်တော့တတိထားဆင်ခြင်ပေးဖို့လိုအပ်ပါတယ်အစာအသောက်နဲ့ပတ်သက်ပြီးတော့တတိထားဆင်ခြင်ပေးရအတွက်တော့လိုအပ်ပါတယ်လို့ဆရာကထားလောင်းပြောကြားလိုက်ပါစီဒါအပြင်မိတ်ဆွေတို့စက်ပစ္စည်းနဲ့ပတ်သက်တာမျိုးလေးတွေအဲ ဟိုအစ်စ်ဝဲတာမျိုးလေးတွေမှာကိုယ့်ရဲ့အမိခံပြီးဝဲတာမျိုးလေးတွေအားနည်းစီတော့လာဖြစ်ပါတယ်ခင်ဗျာနော်ဆရာညံ့လာလေးတွေကိုဥစ္စာပဒမှာပေါ်ပြပေးခြင်းပါတယ်ဒါသာပရိသတ်မိတ်ဆွေတွေဒီလာတာတော့ဒီမှာရွှေနဲ့ပတ်သက်ပြီးတော့အဲနည်းနည်းလေးဟိုဟိုအဝယ်မှားတာမျိုးလေးတွေအယောင်မှားတာမျိုးလေးတွေဖြစ်တတ်တဲ့အတွက်တော့ချွေနဲ့ပတ်သက်ပြီးတော့လှုပ်ဆောင်တဲ့အခါမှာမိဆွေတို့ရဲ့နေနံရက်တွေဖြစ်တဲ့ဂျာဇာပရိရက်တွေမှာတတိထားဆင်ကျင်ပေးဖို့လိုအပ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေ။စတင်လှုပ်ဆောင်တဲ့လုပ်ငန်းတွေမှာတော့အဲ ကိုကိုတိုင်းမိခံလောက်တာမျိုးလေးတွေအားနေစီတော့လာဖြစ်ပါတယ်ခင်ဗျာနော်ဒါအပြင်မိတ်ဆွေတို့နေနဲ့အပြော်ဖားနဲ့ပတ်သက်တာမျိုးအလောင်းမစားနဲ့ပတ်သက်တာမျိုးလေးတွေမှာတတိထဆင်ရင်ပေးဖို့လိုအပ်ကြောင်းနဲ့လိုရာထက်ပို့သွားရင်လည်းဥပဒံရောက်ဥပဒ်ရောက်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေမိတ်ဆွေအစ်စ်တွေနဲ့ပတ်သက်ပြီးတော့တတိထဆင်ရင်ပေးပါလူလိန်ခံရတာမျိုးလေးတွေငွေကြီးနဲ့ပတ်သက်ရင်ယုံကြည်မှုကိုဗန်းပြပြီးတော့ အလိညာလေးတွေကြုံရတတ်တာမျိုးတွေကြုံရတတ်တဲ့အတွက်တော့သတိထားရှင်ပြီးဖို့လိုအပ်ပါတယ်။စေတနာတွေဝေဒနာဖြစ်ရတတ်တဲ့အတွက်စကားပြောစုံနဲ့ပတ်သက်လာတဲ့အခါကိုယ်နဲ့မဆိုင်တဲ့ကိစ္စတွေမှာဖြစ်နိုင်အတတ်နိုင်ဆုံးသတိလေးထားပြီးစဉ်းကျင်ပြီးဖို့လိုအပ်ပါတယ်။အထူးသဖြင့်ဆွေမျိုးသားချင်းညီကိုမောင်နှမအပေါင်းအသင်းမိတ်ဆွေတွေနဲ့ပတ်သက်ပြီးတော့ကိုယ်နဲ့တန်းတူရွယ်တူသူနေမှာအသက်အရွယ်မတိမရင်းနေမှာစကားပြောစုံနဲ့ပတ်သက်ရင်စိတ်တိုင်းမကြတာမျိုးအဲရန်ဖြစ်စကားများတာမျိုးလေးဖြစ်ရတဲ့အတွက်တော့သတိထားစဉ်းကျင်ပြီးဖို့လိုအပ်ပါတယ်။ ဘာကိုဖြစ်ဖြစ်ဖြစ်နိုင်ဒီကာလမှာလုပ်ငန်းအသစ်စတင်လှုပ်ဆောင်တဲ့အခါမှာကိုယ့်ရဲ့အမိခံပြီးလှုပ်ဆောင်တာထက်တပားသူတဦးတယောက်ရဲ့အမိခံနာမျိုးမိမိအိမ်တော်ဘက်ရဲ့တဦးတယောက်ရဲ့အမိခံနာမျိုးလုပ်ငန်းမှာလည်းအခြားတယောက်ရဲ့အမိခံလှုပ်ဆောင်တာမျိုးကအသာကောင်းမှုပါတယ်တကယ်လို့မိမိလုံးနေပြီးသားလုံးနေစဲအလုပ်တွေမှာအခက်အခဲအကြံ့ကြာလေးတွေပေါ်တယ်ထင်းငေါ့ကြံ့ကြာမှုတွေကြုံနေရတယ်ဆိုတော့မိတ်ဆွေများအဖို့ကတော့ဒီဘက်တာတော့ဒီမှာအဲကိုယ့်ရဲ့အမိတအခြားသူတဦးတယောက်ရဲ့ဇတိအမိလေးကိုရောင်းလိုက်တာမျိုးမနေ့ကတော့ရောင်းမြေကွာဆိုပြီးတော့အမိခံဇတိရောင်းပြီးတော့လှုပ်ဆောင်တာမျိုးဆိုရင် ိတိတသာကံကောင်းမှုတွေတိုးတက်မှုတွေရရှိလာမယ်လာဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပြရစေခင်ဗျာစာချုပ်စာတမ်းကိစ္စလေးတွေတိတိကျကျလုပ်ပါ ညီကိုကတော့ညီကိုစဘာကတော့ပေါက်စည်းဆိုတဲ့အတိုင်းပဲလှုပ်တာပုံမှန်ကောင်းမှန်ပါတယ်စိုက်ပျိုးသီးနှံနဲ့ပတ်သက်တာမျိုးလေးတွေစားတော့ကုန်နဲ့ပတ်သက်တာလေးတွေစက်တူလုပ်ငန်းအစုရှယ်ယာလေးတွေနဲ့ပတ်သက်လာရင်စကားကိုခက်ရှင်းရှင်းနဲ့ခက်ပြက်ပြက်ပြောပြီးတော့လှုပ်ဆောင်တာဟာကံကောင်းတာပါတယ်ဒါကတော့ရှိရဒါကတော့ပေးရဆိုတာမျိုးခက်ရှင်းရှင်းခက်ပြက်ပြက်သူ့မဟုတ်ရင်ယုံကြည်မှုတက်စာချုပ်စာတန်းနဲ့တိတိကျကျလှုပ်ဆောင်ချုပ်ဆိုတာဟာပုံမှန်ပြီးတော့မလုံလားတဲ့ပြဿနာတွေကိုပိတ်ထားတဲ့အတိုင်းဖြစ်ပါလိမ့်မယ်ခင်ဗျညီကိုမော်လမကိစ္စလေးတွေကြောင့်ငွေကြီးနဲ့ပတ်သက်ရင်ကိုအကုန်ကြများတတ်တယ် ကိုမှရှိတာငွေ2000ပဝင်းကျင်မှာရှိတာငွေ2000လို့ထင်နေတာမျိုးအထင်ကြီးခံရတာမျိုးเนาะဖြစ်ရတတ်တာမျိုးငွေကြီးနဲ့ပတ်သက်လူထင်ကြီးခံရတတ်တော့ကာလာဖြစ်တဲ့အတွက်ကြောင့်မလို့ရှိတာငားတာလေးတွေကြုံရတတ်တော့လာဖြစ်တယ်နိုင်ငံခြားခရီးသွားနဲ့ပတ်သက်ရင်ရှစ်တို့ဆောင်လို့ဆောင်မှာအာသာကောင်းမှပါတယ်အဲရှစ်တို့ဆောင်လို့ဆောင်လို့လည်းကောင်းပါတယ်လူမျိုးရှားဘာသာရှားတိုင်းတစ်ပါးပြည်ရှားအကျိုးပြီးတော့လာဖြစ်တဲ့အတွက်ရှစ်တို့ဆောင်လို့ဆောင်မှာပညာရေးနဲ့ပတ်သက်ရင်တော့ဘာကိုဖြစ်ဖြစ်ဥမာပေါ့ ပညာတော်တင်ဆုလျှောက်တာမျိုးတွေမှာလည်းတကြိမ်နဲ့တော့မပြီးမပြတ်တဲ့အတွက်တကြိမ်တကြိမ်တက်ပို့ပြီးတော့လျှောက်တာမျိုးလေးတွေပုံမရရှိတိုးတက်နိုင်သောလဖြစ်ပါတယ်။ဘာလို့ဖြစ်ဖြစ်ထက်ကြိမ်တလဲလဲလှူအားတက်တယ်လို့ဆရာအထက်မှာပြောထားတဲ့အတိုင်းဖြစ်ပါလိမ့်မယ်။ဆက်ပစ္စည်းနဲ့ပတ်သက်လာတဲ့အခါမှာမောင်းနေတဲ့အခါမှာမိတ်ဆွေတို့အနေနဲ့သတိထားစင်ကြင်ပေးပါဆက်ပစ္စည်းနဲ့ပတ်သက်လို့မောင်းနေတဲ့အခါမှာဆက်ပစ္စည်းနဲ့ဟိုစိတ်တိုင်းမကြတာမျိုးလေးတွေခဏခဏအစ်စ်ဝယ်တဲ့အခါအပြက်လေးတွေများတက်တဲ့အတွက်တော့ဒါလေးကြီးတာတော့ညံ့တာပေါ့။ဒါဆိုရင်ကြံတာကကောင်းတဲ့ကာလပေါ့။ ခရီးသွားလုပ်ငန်းတွေရှေ့လို့ဆိုင်ရလောက်ဆောင်မှာအားသာကောင်းမှုပါတယ်ဘာသာစကားသင်တန်းနဲ့ပတ်သက်တာတွေရှေ့လို့ဆိုင်ရလောက်ဆောင်မှာအားသာပါတယ်အမွေကိစ္စအရီအမှုကိစ္စတွေရှေ့လို့ဆိုင်ရလောက်ဆောင်မှာအရှုံအောင်ကိစ္စလေးတွေမပြုတ်ပြတ်ဖြစ်နေတဲ့အမှုကင်းကိစ္စတွေမှာပြည့်ပြတ်အောင်ဆွမ်းဆောင်နိုင်သောကာလဖြစ်တယ်တပည့်လက်သားသားသမီးတွေရဲ့အကူအညီအထောက်ပံ့ကိုရရှိတတ်တယ်လို့ဝေးကွာနေသောမိတ်ဆွေများဖို့ပြန်လဲစုံစည်းရတာမျိုးမိတ်ဆွေအပေါင်းနဲ့အဟောင်းတွေဆွေမျိုးသားချင်းတွေနဲ့ပတ်သက်လို့အဆက်အသွယ်ပြန်လဲရရှိတတ်တော်လာဖြစ်ပါတယ်။လူငယ်တွေရှည်ရင်းနဲ့ပတ်သက်လာရင်တော့ အဆက်အသွယ်ပြတ်နေသူတွေပြန်လဲအဆက်အသွယ်ရရှိတတ်တယ်သို့တော့စကားနဲ့ပတ်သက်လာတဲ့အခါစကားလုံးနေနဲ့ပတ်သက်လာတဲ့အခါမှာပြဿနာဖြစ်ရတာလွဲတန်တာတော့ဘာမှစူးစူးဝါးဝါမရှိလာပါဘူးတမိကြီးသားများအနေနဲ့ဆိုလို့ရှိရင်လည်းဝေးကွာနေသူတွေပြန်လဲဆက်အသွယ်ရရှိတာမျိုးဝေးကွာနေသူတွေပြန်လဲစုံစည်းတတ်တော့လာဖြစ်ပါတယ်အိမ်အောင်ပြုခြင်းဆေးဆက်ခြင်းတိုင်ပင်ခြင်းကြောင်းလန်းခြင်းနှလွာပေါင်းမှာတရွတ်ဆိုတဲ့အတိုင်းရှေ့တို့ဆောင်ရလှုပ်ဆောင်ခြင်းနေအာသာကောင်းမှုပြီးတော့အဲတခုတည်းရှိရဝါတွင်းနော်ဆိုအာသာကောင်းမှုတိုးတက်နိုင်တော့လာဖြစ်ပါတယ်မိမိချစ်သောမြန်လို့သောသူကို ကြီးစားစကားပြောတာလေဆရာတင်ပြလာအောင်မြေသာဝိသားသမီးလေးမိမိချစ်တော်မြတ်လူတော်သူတွေကိုပြောတဲ့ခါမှာငါနဲ့ကိုရှိတယ်လို့ပြောတာတဲ့ပိုင်ဆိုင်ပြရစီလို့အိမ်အောင်ပြုပြရစီလို့အဲဘာညာဒီလိုမျိုးအစ်စ်လေးချော်ပြီးပြောပါမိမိကအဲဒါဆိုကံကောင်းမှုနဲ့အားသာမှုရရှိတတ်တော်လားဖြစ်တယ်အဲဆရာပြောတာပြီးတော့ဆရာကြီးစားမထားဘူးလို့ဆရာတိတာမဟုတ်ဘူးနော်ဆိုတော့ခလေးပဲရှိတရားဆိုတော့ကောင်းပြီဆိုတော့အဲဒီလိုမျိုးကိစ္စလေးတွေမှာရှိလို့ဆောင်ရပါ စုပ်ဘောလက်ဘောဝင်တတ်တော်လာဖြစ်ပါတယ်ခင်ဗျာနော်အိမ်တော်ရှင်မြတ်ဘုရားတော့ဝေးကွာနေတော့အိမ်တော်ဘက်နဲ့ပတ်သက်လာတဲ့အခါမှာပြန်လဲဆက်သွယ်ရရှိတာမျိုးပျောက်တော်သူရှာနေတွေ့တယ်ဆိုတဲ့အတိုင်းအဆက်အသွယ်ပြတ်နေသူတွေပြန်လဲအဆက်အသွယ်ရရှိတတ်သောကာလဖြစ်ပါတယ်ခင်ဗျာဒါအပြင်အစင်မပြေနိုင်တာအိမ်တော်ကြီးနဲ့ပတ်သက်လာလို့ရှင်ပြဿနာတစုံတစ်ရာများလာခဲ့ရင်တော့ ဂျားလူတဦးတယောက်ဆွေမျိုးသားချင်းတဦးတယောက်ကိုအကြောင်းပြုပြီးဥပမာပေါ့မိမိအိမ်တော်ဘက်ရဲ့ဆွေမျိုးသားချင်းမိမိရဲ့ဆွေမျိုးသားချင်းအရှာသောဆွေမျိုးသားချင်းဂျားလူကိစ္စလေးတွေကြောင်းတာပြဿနာစကားများရန်ဖြစ်ရတဲ့ရှင်းတတ်မိဘာတော့ရှိတာအဲဆိုတော့ စကားမြရန်ဖြစ်ရတတ်တော်လားဖြစ်တဲ့အတွက်ဂျားလူကိစ္စလေးဒီမှာဖြစ်နိုင်ရင်မိမိတို့မိသားစုတွင်မှာဂျားလူဝင်မခံပါနဲ့ဂျားလူတို့တယောက်ကြောင့်ရန်ဖြစ်စကားမြရတာမိမိကြုံရတတ်တယ်တော့သတိထားစင်ပြေရလိုအပ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါစေထီကန်ဆန်းလို့ကောင်းပါတယ်ခရီးသွားဆိုင်ရာကိစ္စတွေရှေ့လို့ဆောင်ရလို့ဆောင်ပါဒါအပြင်မိတ်ဆွေတို့အနေနဲ့ဘာသာစကားသင်တန်းနဲ့ပတ်သက်တာတွေအဲအလားကုန် sorry ဘာသာစကားသင်တန်းနဲ့ပတ်သက်တာတွေ OA Champion ဝဲတာမျိုးလေးတွေရောင်းတာမျိုးလေးတွေစောက်တာမျိုးလေးတွေရှေ့လို့ဆောင်ရလို့ကောင်းပါတယ်ယာရုလုပ်ငန်းကိုင်ခန်းနဲ့ပတ်သက်ယာရုတက်တာမျိုးယာရု တိုးတာမျိုးအထက်လူကြီးအကြီးကဲတွေရဲ့အကူအညီကိုရရှိတတ်တော်လာဖြစ်ပါတယ်ခင်ဗျာလုပ်ငန်းကိစ္စအလုပ်ကိစ္စတွေကိုအသစ်စတင်ခြင်းထက်အဟောင်းတွေကိုတိုးချဲ့လှုပ်ဆောင်တာဟာပုံမူအသာကောင်းမှုပြီးတော့ကံကောင်းစီတော့လာဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါစေငွေကြီးနဲ့ပတ်သက်ရင်လက်လွန်ထားသောငွေကြီးတွေမှာပြန်လည်တောင်းမှရရှိတတ်တာမျိုးတွေကြုံရတတ်တယ်အထက်လူကြီးအကြီးကဲဘာသာရေးဆိုင်ရာကိစ္စလေးတွေမမြင်ရသောပဋ္ဌာန်းဆက်အဆောင်ချုပ်ကိစ္စလေးတွေကြောင့်ငွေကြီးနဲ့ပတ်သက်လို့ရှိရင်အကူအညီတွေဘယ်လောက်ပဲခက်ခဲစေကမူငွေကြီးနဲ့ပတ်သက်လို့အကူအညီရရှိတတ်တယ်။လင်မယားနေရာလုံးကြာစားရသေးတယ်။ဟာဟာဟာ ဒါအပြင်မိတ်ဆွေတို့အနေနဲ့ဒီလာတာတော်တွေမှာဆိုလို့ရှိရင်တော့အဲနကူကငွေကြီးနဲ့ပတ်သက်လို့လက်လွန်ထားသောငွေကြီးတွေမှာပြန်လည်ရရှိတာမျိုးလေးတွေကြုံရတတ်တယ်လို့အမေတို့အမတို့အိမ်တော်ဘက်တို့နဲ့ပတ်သက်ပြီးတော့ငွေကြီးလုံငန်းရင်းနဲ့ဝင်လာတာမျိုးလေးတွေကြုံရတတ်တော့လာဖြစ်ပါတယ်လုပ်ငန်းနဲ့ပတ်သက်လို့အလုံးနဲ့ပတ်သက်လို့ရှိရင်မထင်မဖက်အထက်လူကြီးအကြီးအကဲတွေကနေပြီးတော့ကိုယ့်ကိုယာရုတိုးတာမျိုးယာရုတက်တာမျိုးဘောနပ်ဆိုအဆရှိတဲ့အရာလေးတွေလုပ်ငန်းကိုအကြောင်းပြုပြီးဝင်လာတာမျိုးတွေကျင်းတည်ပေါ့ကြုံရမယ်လားဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပြရစေခင်ဗျဒါအပြင်အဲ ကိုဝင်ဆောင်တာသမီရရှိတာမျိုးတာသမီရရှိတာမျိုးတာသမီရတာမျိုးတွေကြုံရတတ်တယ်လို့ငကောကပြောလို့ဆိုလို့မကောင်းသောတာသမီတွေမှာဒီကလာတော့တည်းမှာစိတ်ချမ်းသာစရာလေဒီကြုံရတတ်သောကာလဖြစ်တယ်လက်စစ်စီး ပစ္စည်းနဲ့ပတ်သက်တာတွေအထယ်အလိမ့်နဲ့ပတ်သက်တာတွေထီထီဖနက်နဲ့ပတ်သက်တာတွေအကျိုးပေးအားသာကောင်းမွန်သောကာလဖြစ်ပြီးတဲ့အခါဘာသာရေးလူမျိုးရေးနဲ့ပတ်သက်လို့တိုးတက်ကောင်းမွန်စေသောကာလဖြစ်ပါတယ်မိမိအိမ်မှာထဲမှာဖခင်ကြောင်းစားအောင်လို့တိန်းလို့ပရဝန်းလို့ဇေဒီလို့ထီလို့မင်းလို့အစရှိတဲ့အရာလေးတွေကိုမှတ်တယ်ဆိုရင်ကျင်းတည်ပေါက်ထီကန်စမ်းပြီးပါငွေကြေးကအားသာကောင်းမွန်ပြီးတော့တိုးတက်နိုင်သောလဖြစ်ပါတယ်အလှပကုံအလှပစ္စည်းတွေနဲ့ပတ်သက်ရင်ကိုကိုယ်တိုင်လှအောင် ပြင်ကျင်းထက်ဆရာလို့ရုပ်ရှောအောင်လိုက်ပြင်နေလေ အားနဲ့ပင်နာထက်စာရင်ရောင်းနာမျိုးလေးတွေဖန်ဆီးတို့ဒီဇိုင်နာတို့ဖက်ရှင်တို့အဆရှိတာမျိုးလေးတွေချစ်တို့ဆောင်ရလောက်ဆောင်ရင်အာသာတို့တက်ပြီးတော့ကောင်းမွန်စီတော့လာဖြစ်ပါတယ်လူယုံမလွယ်ပါနဲ့လူယုံတတ်တာမျိုးတွေနှစ်ချီလာများစွာပေါင်းတင်လာတဲ့မိတ်ဆွေတွေနဲ့ပတ်သက်လာတဲ့အခါမှာစကားလေးတစ်လုံးကြောင့်ဒေါသလေးတစ်ခုကြောင့်ပြဒနာလေးတွေကတောက်ကစားဖြစ်ရတာမျိုးတွေကြုံရတတ်တဲ့အတွက်တော့ဒီ channel လေးတွေကိုတတိထားဆင်ခြင်ပြရလိုအပ်ပါတယ်ခင်ဗျာနော်မိမိရဲ့ ဟုတ်စုမျိုးသားချင်းတွေအလူကြီးပေးတာမျိုးလေးတွေကိုသတင်းကောင်းကြားရတာမျိုးအဲငကူကမိမိရဲ့မိတ်ဆွေစုမျိုးသားချင်းတွေမှာဘတော်မှမရတော့ဘူးဆိုတဲ့သူတွေစွန်တာမျိုးတွေအဲသတင်းကောင်းလေးတွေကြားရတာမျိုးတွေအလူအဒန်းပိတ်ကိစ္စလေးကြောင်းထင်ပေါ်ခြင်းကြော်စောခြင်းတွေကြောင်းအဲဘာသာရေးတာရေးကိစ္စလေးတွေမှာအားတာပြီးတော့ခီးထွက်ရတာမျိုးတွေဂျုံကတက်တယ်လို့ကံကောင်းစီတော်လာဖြစ်ပါတယ်ခင်ဗျာပြီးရက်ကဒီလဟာမိတ်ဆွေတို့ဟာကံကိုအားကို ပို့လိုအပ်ပါတယ်။ကံကိုအားကိုးဖို့အတွက်ဆိုရင်ဘာသာတရားများများလောက်တာမျိုးဖျားဝိတ္တတာမျိုးဖျားရှင်ဟိုးတာမျိုးအတိတ်ခြံဝင်တာမျိုးလေးတွေဆိုရင်မိမိရဲ့အတိတ်ကကုသိုလ်ကံတွေအကြောင်းပြုပြီးတော့ကြည်မာသောလူရင်ဆန္ဒတွေကိုကျင်းတည်ပေါက်ပြေဝမဲ့ကာလအပိုင်းရှားဖြစ်ပါတယ်ခင်ဗျာဒီလက်တာတော့ဒီမှာတတိထားမှာတော့အစိမ်းရောင်တွေကိုတတိထားဆင်ခြင်ပေးပါအစိမ်းရောင်တွေနဲ့ပတ်သက်လာတဲ့အခါမိတ်ဆွေတို့နဲ့ဒီအပတ်တာတော့မှညံ့ပါတယ်ခင်ဗျာဒါအပြင် sorry ဒါအပြင်မိတ်ဆွေတို့အနေနဲ့တောင်ဆူဆူရက်တွေကိုမျက်နှာမူပြီးခေသွားတာမျိုးတောင်ဆူဆူရက်တွေခီးထွက်တဲ့ကိစ္စလေးတွေမှာတတိထားဆင်ခြင်ပြီးရလိုအပ်ကြောင်းထပ်လောင်းပြောလိုပါတယ်။ဘာကိုဖြစ်ဖြစ်အလော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 ဆုံးဖြတ်တာမျိုးတက်ခေါင်းအေးလေးနဲ့တေချာတွေးပြီးတော့ဆုံးဖြတ်တာကောင်းမှန်ပါတယ်ခင်ဗျ။ဒီကလာတော်တွေမှာမိတ်ဆွေတို့အနေနဲ့ဒါမိတ်ဒီအပတ်တာတော်တွေမှာဆိုအာသာကောင်းမွန်တိုးတက်စီတော့ နေသားအနေနဲ့ဆိုရင်တော့တောက်ကြသာသမိတွေနဲ့တွဲဖက်လုပ်တာမျိုးတင်းလာသာသမိတွေနဲ့တွဲဖက်လုပ်တာမျိုးတွေမိတ်ဆွေတွေရဲ့ကံကိုတိုးတက်ကောင်းမွန်စေပါတယ်အချိုးပေးသောအရက်ဟာမြောက်ဆူဆူရက်ဖြစ်ပြီးတော့စန်တီယာရက်ကတော့အရှိမြောက်တောင်းအရက်ဖြစ်ပါတယ်ခင်ဗျာအချိုးပေးကံကောင်းစေသောကနန်းဟာတော့ခုနှစ်ကနန်းကိုကနန်းတစ်ကနန်းဖြစ်ပါတယ်ခင်ဗျာအချိုးပေးကံကောင်းစေသောအယောင်နေနဲ့ဆိုရင်တော့အသားယောင်တို့စင်စွဲယောင်တို့ ညီညိုရောင်တို့ဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမွန်ပြီးတော့အစဉ်ပြီးအားသာစီနိုင်သောလဖြစ်ပါရခင်ဗျာဒါအပြင်မိတ်ဆွေတို့ရဲ့ရည်ကြီးသောကိစ္စတွေကိုပြုမှုဆောင်ရွက်တဲ့အခါမှာကံစားထားကောင်းစီရန်အတွက်ဆိုလို့ရှိရင်မိတ်ဆွေတို့အနေနဲ့ ठी ကလေးတစ်ချောင်းကိုလက်ကကင်ပြီးသွားရမျိုးဖြစ်စေမိတ်ဆွေတို့ရဲ့အရေးကြီးသောကိစ္စကုန်ပစ္စည်းတွေအယောင်းကုန်ဝယ်ကုန်တွေကို ठी ကလေးတစ်ချောင်းနဲ့ထိတိုးရိုက်ပုတ်ပြီးတော့ရောင်းလိုက်ပါကမိတ်ဆွေတို့ရဲ့ကြောင်ကုန်တွေဝယ်ကုန်တွေအယောင်းတွအယောင်းထပ်သွားစီမှာအသေးစားပဲဖြစ်တယ်ခင်ဗျာနော်အဆက်ဆက်ရရအစင်ပြအောင်မြင်တိုးတက်စီရင်ပြုလုပ်ရမယ်ရေတရားကိုမပြောမီ ရန်ကနားပြည်တွင်မြင်ရင်ခွန်ကိုတုံညာနှစ်ကိုတုံညာလေးတစ်လျှောက်7902209416 WhatsApp Telegram မှာဖြစ်စေ Viber နံပါတ်9635050မှာဖြစ်စေဆက်သွယ်မိမြန်နိုင်ကြောင်းနဲ့ဆရာ Twitter Messenger ကနေပြီးတဲ့မဟောကြောင်းနဲ့အရှားနေရာတွေအရှားဖုန်းနံပါတ်တွေဆိုဆရာငယ်မဟုတ်ကြောင်းဆရာကပြောရင်ဇာတ်ပိသားသမီးရဲ့မိတ်ဆွေတို့တလတာလုံးအစဉ်ပြေကံကောင်းစီပြီးငွေကြီးအဆက်ဆက်ရရအစဉ်ပြေစီရန်အတွက်ပြုလုပ်ရမယ့်ရေရရအနေနဲ့ဆိုရင်ဆရာဆိုဟောကမှာစံသုံးပြီးပါဒီရေရရဆရာတို့ လီပိုပလင်းတစ်လုံးပေါ်မှာလီပိုပလင်းတစ်လုံးပေါ်မှာလာဘန်လို့ရေးပါလီပိုပလင်းတစ်လုံးပေါ်မှာလာဘန်လို့ရေးပါလာအိရှာလာဘာကုန်းတည်တည်ဘန်လာဘန်လာက၄ဘန်က၅လင်းကနော်လက်လက်လာဝါကိုစားပြုတာအဲလာဗန်လို့ရေးရေးပြီးတော့တဲ့အခါမိတ်ဆွေတို့ရဲ့ဈေးဆိုင်အမြင့်တနေရာမှာဖျောင်းနိုင်တဲ့တိုင်းလီပိုပလင်းအဖုံးပေါ်မှာတင်တင်ပြီးတဲ့အခါကိုရက်တိတိ နေ့စဉ်မပြတ်ကိုရက်တတိဖျောင်းနိုင်ထွင်ပြီးတော့အမြင့်တနေရာမှာတင်ထားပါကမိတ်ဆွေတို့ရဲ့ဈေးဆိုင်လုပ်ငန်းအိမ်တွင်းမှာပိတ်နေတဲ့လက်တွေပြန်လဲပွင့်လန်းပြီးအဆဆရရအစင်ပီလာမယ်ဆိုတဲ့ကြောင်းစရာကထတ်လောင်းတက်တည်ပြုရင်းနဲ့ဇာစာပရိသတ်သမီးမိတ်ဆွေတွေအားလုံးဒီခုနှစ်လပိုင်းတွင်မှာဆဆရရအောင်မြင်အစင်ပီလို့ယရနာစိန်ကြောက်ဇေတောက်တိုင်းကစားနိုင်ကြပါစေမိတ်ဆွေတို့ဇာစာပရိသတ်သမီးအားလုံးတယောက်ချင်းတူချင်းဆိုင်ချင်းစီတိုင်းမှာကိုစီကိုစီတက်နေတကူလောက်ဝင်ဖြိုးကဲ့သို့ဖုန်းတကူ စည်းစိမ်ဥစ္စာများကျွဲဝပြီးတဲ့အခါအဆက်ဆက်ရအောင်မြင်မှုတွေအဒီဒီပိုင်ဆိုင်လို့အောင်မြင်မှုအပေါင်းတရပူစောင်းကြပါစေလို့ဆရာကပြောလိုပါတယ်အဒိဋ္ဌံပြုလို့တဲ့ဇာသာပရိသသမီးမိတ်ဆွေများဒုက္ကတောလောကဝိတုဆိုသောဂုံတော်ပတိကိုအဒိဋ္ဌံ9ရက်တိတိတနေ့ကို3ပတ်နှုန်းနဲ့9ရက်တိတိဆရာဟောကြားခဲ့တဲ့အချက်တွေထဲမှာသဘောမကျစိတ်ပုံဝင်မကျတာမျိုးလေးရှိခဲ့ရင်လည်း ကံကောင်းမှုဒိဋ္ဌာတဲ့အာယုန်တွေကသာမိစုတို့အတွက်ပြေဝကြပါစေလို့ဆရာဆုတောင်းပေးပါတယ်။ဒါအပြင်ဤရှင်ဤနာဤနေ့ရမှာစပြီးဆရာမိစု900သားသမီးတွေအားလုံးကိုစီကိုစီဆရာပြည့်ပြည့်စုံစုံကခုတို့ကောင်းမှုအ ాను ဘောတော်ကြောင့်ဖြစ်စေဆရာရဲ့ကောင်းကျိုးဆန္ဒအဆုစုကြောင့်ဖြစ်စေမိစုတို့အားလုံးအားလုံးနေသားအားလုံးဒီမှာအဆိုးတွေကိုဝေးကွာပြီးတဲ့အခါကောင်းမှုတွေသာရရှိပြီးတဲ့အခါအစင်မပြေမှုတွေပျောက်ကင်းပါစေတောကတွေ အဘူမီးတဲ့အားလုံးရေနဲ့ပတ်ဖြန်းတယ်လို့အေးချမ်းကြပါစေ။ဒါအပြင်ဆရာဟောပြုပြုသမ ्या မေတ္တာအဆုစုကြောင့်မိတ်ဆွေတို့ရဲ့ကံဟာလည်းကံကောင်းမှုတွေရရှိပြီးတော့ကောင်းတဲ့ကောင်းကြပါစေလို့ဆရာကဟောကြားဆုတောင်းထောပနာပြုနေ့စဉ်နဲ့မေတ္တာပို့သားလျက်ရှိပါကြောင်းဆရာကအတိပေးလိုပါတယ်။ဒါကြောင့်ဆရာဟောကြားခဲ့တဲ့အချက်တွေထဲမှာမိတ်ဆွေတို့အနေနဲ့ကံကောင်းမှုတွေသာရရှိပြီးတဲ့အခါပိတ်နေသောလက်များပြန်လည်ပွင့်လန်းကြလို့ အဆက်ဆက်အရာအဆင်ပြေပါစေခင်ဗျာနော်ကဲဒီချိန်ဒီနေ့ဒီနေ့ရမှာစာ9ရက်သား9ရက်သားသမီးအပေါင်းမြန်မာပြည်သူမြန်မာသားအပေါင်းကမ္ဘာပြည်သူကမ္ဘာသားအပေါင်း30တပုံတွင်ကြီးကြကုန်တော့လူနဲ့ပြမှာတတဝါအပေါင်းတို့အားလုံးဒုဗိတန်ရကတ်အတတန်သွားကတ်ယောဂကန္တရကတ်ဆိုတော့ဘေးကြီးကနေကင်းဝေးကြပါစေဒုဗိတန်ရတတန်တရယောဂကန္တရဆိုတော့ကတ်ကြီး၃ပါးကနေကင်းဝေးကြပါစေခင်ဗျာ ဒုပိတ်တန္တရကယောဂကန္တရကတတန္တရကဆိုတော့ကကြီးသုံးပါးကနေကင်းဝေးကြပါစီခမရဒါအပြင်မိတ်ဆွေတို့အားလုံးကိုစီကိုစီကောင်းကျိုးလုံရင်ဆန္ဒမှန်သမျှပြဝကြပြီးတဲ့အခါကောင်းခြင်းအဖြစ်အပျက်ကိုပြုလုံနိုင်တော့မကောင်းတဲ့အရာတွေကိုပြုလုံရမှာကြောက်တော့မကောင်းတဲ့အရာတွေပြုလုံရမှာ အကျိုးပေးအားနေပြီးကောင်းတဲ့အရာတွေပြုလုပ်တဲ့အခါမှာအကျိုးပေးအားသာကံကောင်းတော့သူများလူအဖို့တန်များဖြစ်ကြပါစေလို့ဆရာကဆုတောင်းတော်ပနာပြုရင်းနဲ့ ဒီနေရာမှာပဲဆရာတို့နားလိုက်ကြအောင်ခင်ဗျဆရာတို့နောက်မှာပြန်တွေ့ပါမယ်ဆရာလည်းအတန်းဝင်ပါပြီ